င်္ဂလာပါခင်ဗျာကျွန်တော်တို့အပတ်စဉ်တင်ဆက်နေတဲ့ Editorial Talk Editor ဇာတ်ဝင်ကိုတင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ရွေးကောက်ပွဲကလည်းဒီနေ့ကစပြီးတော့ရည်တွယ်15ရက်ပဲကျန်ပါတော့တယ်အခုလာမယ့်နိုဝင်ဘာလတရက်နေ့မှာလည်းမဲတတိကံလက်မှတ်တွေထုတ်ပေးပါတော့မယ်အဲ့တော့ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ဒီမဲဆင်းနဲ့ပြုစုတဲ့ အပေါ်မှာပေါ့နော်ပြည်တွင်းမှာဟောပြည်ပမှာဟောအခုနောက်ဆုံးအခြေအနေအထိဒီမဲပေးပိုင်ခွင့်ရှိတဲ့လူတွေရဲ့အစီအပြုစုတာနဲ့ပတ်သက်လို့တို့ရဲ့ဒါ capacity ပေါ့စွမ်းဆောင်ရည်ပဲမရှိတာလားဒါမှမဟုတ် well ပေါ့ဒီကျွန်တော်တို့တကယ်ဟိုပဲဟိုဟိုအတိတ်ပဲရှိရှိ တရားတွေမှားနေတာလားအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ဆွေးနွေးဖို့ဖိတ်ခေါ်ထားတာတော့ကျွန်တော်တို့ကိုတီးဟာရဲ့ကျွန်တော်တို့တီးဟာကိုတာလွန်ဆောင်ထက်ပေါ့ကိုတီးဟာရဲ့အဲ့တော့ရွေးကောက်ွယ်ကော်မရှင်ကအခုနောက်ဆုံးဖြစ်နေတဲ့မဲဇင်းနေပေါ့နော်ကျွန်တော်တို့ပြည်တွင်းရောပြည်ပေါ့အဲ့ဒါနဲ့ပတ်သက်လို့အစွမ်းပြောတယ် capacity တက်တနာလားဝယ်တက်တနာလားဆိုတာလေးကိုစာပြီးတော့ပြောပြပေးပါဦးခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ထင်တာနှစ်ခုလုံးလို့တော့ထင်တယ်ဗျဒီ capacity အားနည်းတာရောဒီ world ပေါ့နော်ဒီသူတို့ရဲ့စိတ်ခံစိတ်ဘိုင်းဆိုင်ရာဘိုင်းမှာဒီဒီ online ဘယ်လိုပြောမလဲတော်တော်2010တုန်းက တော်ဂျိုတင်မဲတွေနဲ့အနိုင်ယူခဲ့တယ်2012မှာတော့ဒါမဲဆန္ဒနေရာလဲနဲတဲ့အတွက်ကြောင့်သူတို့တိတ်မကြည့်လိုက်ဖ ೇನೆ ဒီလိုပဲလွတ်လပ်တဲ့တရားမျှတတယ်ဆိုတော့ရွေးကောက်ပွဲမျိုးကျင်းပခဲ့ပြီ2015ရွေးကောက်ပွဲကကြတော့တိုင်းပြည်အပြောင်းလဲတော်တော်ရှိနိုင်တဲ့အခြေအနေမှာဖြစ်တဲ့ခါကြတော့ဒါသူတို့ရဲ့ view ဟာတခုပေါ့ဂျိုတင်မဲမဟုတ်တော့ဘဲနဲ့ဒီမဲစင်းရင်အလွယ်အမှားတွေနဲ့ရွေးကောက်ပွဲကြီးကိုသူတို့တခုခုပေါ့အများအမြင်မှာလွတ်လပ်တဲ့တရားမျှတတယ်ဆိုတော့အမြင်နဲ့တခုခု ဖန်တီးခြင်းတဲ့အတွက်ကြောင့်နှစ်ခုလုံးအတွက်ပေါ့နော်ဒီ capacity ကလည်းဟိုအတွေ့အကြုံမရှိတာလည်းပါတယ်ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာအရာလည်းပါတယ်ဆိုတော့အဲ့နှစ်ခုကြောင့်ပဲဒီလိုအမှားယွင်းတွေကစတယ်ရဖြစ်လာတယ်လို့ကျွန်တော်တို့ထင်ပါတယ်ဗျဟုတ်ကဲ့ဒါလုံးခင်ဗျအဲ့ဒါနဲ့ပတ်သက်လို့ပါဖြည့်ဆက်ပြီးတော့ဆွေးနွေးလို့ပါလားမသိခင်ဗျဆိုတော့ဥတီစပြီးတော့ဒီရွေးကောက်ပွဲကော်မရှင်ဖြစ်လာကြရပါတော့ သူကငကူတဲ့ကဒီချက်ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့အမတ်တရဝူးအမတ်ပေါ့နော်တရဝူးအမတ်ကနေမှတဆင်နှုတ်ထွက်ပြီးတော့ပြည်အောင်စုရောက်ပဲကော်မရှင်ဖြစ်လာတော့ဆိုတော့ခုနကကိုတိဟပြောသလိုပဲ2012မှာတော့မဲဆန္ဒနယ်က43ခုပဲရှိတယ်အဲ့43ခုကိုသူတို့ကဟိုတိတ်ပြီးတော့တရားဟိုဒီ NLU ဒီတော်တော်လေးခေါ်ခြင်းတဲ့အခါကျတော့ ဒီယူကပွဲကိုတော့ free and fair ဖြစ်အောင်လုပ်ပေးခဲ့တယ်ပေါ့ဒါပေမဲ့2005ရောက်လာတဲ့ခါကျတော့ကြမ်းခိုင်ရေးပါတီနဲ့ NLD နဲ့ကတူရင်ကိုရင်ပြန်ရတော့မှာပေါ့နော်အဲ့တော့သူတို့မှခုနပြောလို့သူတို့ဒီဟာကလည်းဟိုမဲစင်းမားတယ်ဆိုတာလည်းဒီ1990ယူကပွဲဝယ်ကြည့်ကြည့်2010ယူကပွဲဝယ်ကြည့်2012ယူကပွဲဝယ်ကြည့်ကြည့်ပေါ့နော်မဲစင်းနဲ့ပတ်သက်ပြီးတော့တခါမှပြဿနာမတက်ခဲ့ဘူးဒါ2010အနည်းဆက်ဆုံးဆိုလို့ရှိရင်2012မှာဆိုလို့ရှိရင်ဘလို့ပြဿနာမှမတက်ခဲ့ဘူးねဒီ2015ရောက်တော့မှာ လိုပြဿနာကြီးတကယ်တမ်းများလာတာကတော့ဒါရွေချက်ရှိရှိနဲ့သူတို့ဘက်ကနေပြီးတော့ဟိုတက်ခိုင်အနိုင်ရဖို့အတွက် ရွေးချက်ရှိရှိနဲ့ဟိုဒါလုတ်တယ်အမားပေါ့နော် အမားပေါ့ဒီဒီအမားကနေမှတစ်ဆင့်ပဲဒီလူတို့ရဲ့အစ်မန်နဲ့မဲတွေဟလာဒီ NL လိုအဖွဲ့အစည်းမျိုးတွေပါတီမျိုးတွေပေါ့နော်တခြားလူတို့ထောက်ခံမှုရှိတဲ့ဒိုင်းနာပါတီတွေမရောက်အောင်လို့တမင်ရွေးချက်ရှိရှိသူတို့ဘက်ကလုတ်တယ် viewer တည်းရဲ့ပေါ့နော်ရွေးကောက်ပွဲမှာစက်ခိုင်ရင်နိုင်ရဖို့လုတ်တယ် viewer တည်းရဲ့လို့ကျွန်တော်တို့ကမြင်ပါတယ်လို့ဟုတ်ကဲ့ခင်ဗျအခုလို့မှားရင်မှုတွေမှာကျွန်တော်တို့ဥတင်ရရတော့ပြောခဲ့တဲ့အရင်ကတော့ဒါလာဝကပေါ့နော်ကျွန်တော်တို့ ဟိုနေလူမျိုးကြီးကြပ်ရေးအပြစ်ပြောတယ်အခုနိုင်ငံသားမှမှားလာကြတော့နိုင်ငံသားရေးအပြစ်ပုံတယ်အဲ့လိုပဲတကားတွေတကားတွေကျရင်လည်းမီဒီယာတွေကလှုပ်လှုပ်ဒီလောက်ကြီးပို့ပြီးတော့ဖြစ်တယ်လို့ပြောတယ်အဲ့ဒါတွေပတ်သက်လို့ရှေ့နောက်ညီညွတ်မှုရှေ့လာနောက်တစ်ခုတာဝန်ယူမှုပေါ့တကယ်တော့ဘသူကတာဝန်ယူမှာလဲအဲ့ဖြစ်ပြက်ကြတာလေးကိုကိုတီးရနေတဲ့တစ်ချက်လောက်ပြန်သုံးသက်ပါအောင်ခင်ဗျာဆိုတော့ဒီမဲစင်းမှားတဲ့ဟာကတော့ကျွန်တော်2010တုန်းကတော့တေးပြီးတဲ့လူတွေပြန်ပါတယ်ဆိုတော့ဒါလေးအတန်လေးနည်းနည်းပဲထွက်လိုက်တယ်ဒါပေမဲ့ကျန်တာအကုန်လုံး okay တယ် ဆိုတော့အခု2015အတွက်ကိုကတေးပြီးတဲ့လူတွေပြန်ပါခဲ့တယ်ဆိုတာကတော့ဒါထားလိုက်အဲတေးပြီးတဲ့လူတွေပြန်ပါတာမှာဘာကြောင့်ပါလဲဆိုတော့ဒီလာဝကအကြောင်းလာဝကအသေးစင်းနေမဖြတ်လို့လူတွေကတေးတဲ့ဟာတွေတရင်မပို့လို့ဆိုတဲ့ဟာမျိုးတွေနဲ့ပြန်ပြောတယ်ဆိုတော့ပထမကတော့သူကလာဝကကိုလက်ညှိုးထုတ်ခဲ့တယ်နောက်တော့အသက်မရှိတဲ့ကွန်ပျူတာ computer system ကြောင်းလို့ဆိုပြီးပြောတယ်နောက်တော့မှ alphabet တွေဘယ်လိုစီထားတယ်ဆိုတော့သူမသိလိုက်ပါဘူးဆိုတဲ့ဟာကိုပြောတယ်နောက်ဆုံးကြတော့ကျွန်တော်တို့ media တွေက magazine တွေမှားနေတယ်မှားနေတယ်ဆိုတာယူရတွန်းရေးတဲ့ခါကျတော့ပြည်သူတွေက magazine တွားကြည့်လဲအမှားပဲဖြစ်မှာပဲကွာဆိုပြီးမကြည့်တော့ဘူးဆိုပြီးတော့ media တွေဘက်ကသူကပြန်ပြီးတော့ထိုးချလာတယ်ဆိုတော့သူပြောတဲ့စကားတွေကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်ကြောင့်ပါဆိုတဲ့ဟာမျိုးအမှန်ဆိုလို့ရှိရင်တော့ ဘာကြောင့်မှမှသူဒီကော်မရှင်ဥက္ကဋ္ဌတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်နဲ့မမဲစင်းပြုစုခြင်းဆိုတာပါတယ်ဆိုတော့ကော်မရှင်ဥက္ကဋ္ဌကော်မရှင်မှာတာဝန်အရှိဆုံးပုဂ္ဂိုလ်တယောက်အနေနဲ့သူတာဝန်ခံနေတယ်ကျွန်တော်တို့ capacity နည်းပါတယ်ကျွန်တော်တို့မှားပါတယ်အဲ့ဒီမှားတဲ့အတွက်ကြောင့်ကျွန်တော်တို့အတက်နိုင်ဆုံးပြည်သူတွေကလည်းနားလည်ပေးပါကျွန်တော်တို့ပြည်သူပူပေါင်းပါဝင်မှာပူပေါင်းပါဝင်ခဲ့တယ်လေပြည်သူကပူပေါင်းပါဝင်ပြီးတော့တို့စည်းရင်းတွေပြန်တင်တယ်တင်ပြီးတော့ပြန်ထွက်လာတဲ့စည်းရင်းကြတော့ဘာလို့ထပ်မှားလဲ ပြည်သူကလည်းပြည်သူတာဝန်ကျေပါတယ်ပူးပေါင်းပါဝင်ပါတယ်ဟိုမက်ဆေ့နေသွားကြည့်တယ်ပြီးတော့မှားလို့ရှိရင်ပုံစံ၃ခန်းငယ်၄ခန်းငယ်ပါသူတို့ပြောထားတဲ့တတ်မှတ်ထားတဲ့ပုံစံနေနဲ့ပြန်ပြီးဖြည့်ပြီးပြန်တင်မှုဆိုပြီးပြောပြည်သူတွေလှုပ်ပါတယ်ဒါပေမဲ့အဲ့တင်တဲ့စီရင်ကထပ်မပါလာဘူးနောက်တစ်ချိန်မှာဆိုတဲ့အခါကျတော့ပြည်သူတွေပူးပေါင်းပါဝင်တယ်တအားဘာကြောင့်ထပ်မှားလဲဆိုတော့ခုနကကိုသာလုံးပြောသလိုပဲဒီပြူဟာကြကြဖန်တီးထားတဲ့ဒီပြည်ခိုင်မျိုးနိုင်မှုအတွက်ဖန်တီးထားတဲ့ဟာတစ်ခုပါပဲ โอเคเนี่ยไอ้တော့ဒီကျွန်တော်တို့ရွေးကောက်ပွဲပေါ်မှာလွတ်လပ်ပြီးမျှတမှုအားလုံးပါဝင်နိုင်မှုအထူးသဖြင့်တော့အခုပြဿနာတက်နေ inclusive ပေါ့ဗျာเนาะဟိုတလောကလည်း MNC International လူ၄သန်းလောက်မဲ့ပေးခွင့်မရှိဘူးအဲ့ဒါနဲ့ပတ်သက်လို့ဘယ်လိုတက်ရောက်မှုတွေရှိမလဲနောက်ဥပဒေအရဘယ်လိုပြဋ္ဌာန်းပေးထားလဲဒီလိုမျိုးကျွန်တော်တို့ပုံမှန်ဒီမှာမဲ့ပေးပိုင်ခွင့်လူ30တသန်းရှိတယ်လို့တော့ထုတ်ထားတာပေါ့เนาะအဲ့တော့လောလောဆယ်မှာတော့ဒီ November 1ရက်နေ့မှာဆိုရင်တော့တက်တည်ခံမဲစင်းနေရာလည်းထွက်တော့မှာပေါ့အဲ့ဒီထဲမှာမပါတဲ့လူတွေပါတဲ့လူတွေအဲ့ဒါတော့ဒါနောက်ဆုံး finalize ပဲအဲ့ဒါရဲ့တက်ရောက်မှုတွေဘာတွေရှိမလဲကိုတော်တော်နည်းနည်းတော့ပြည့်စုံပြောပြပါဦးမယ် ပေးတဲ့လူအားလုံးမှာအားလုံးမဲပေးနိုင်ခွင့်မရှိတော့ဘူးဆိုလို့ရှိရင်ဒါ၄သန်းလောက်ယော့သွားတယ်ဆိုပြီး MSD ကပြောတယ်ပေါ့နော်ဒါပေမဲ့အဲ့၄သန်းလောက်ယော့သွားတယ်ဆိုဒီ၄သန်းအတွက်မဲတွေကဒီ၄သန်းအတွက်မဲတွေဒီဘာလို့မဲဖြစ်မလဲပေါ့နော်သူတို့ဒီလိုတွက်ပြီးတော့ပဲဒါ short ချသလားပေါ့နောက်တစ်ခုကဟိုဒီမဲစင်းနေမှုပါဘူးကျွန်တော်တို့ပြန်ကြည့်လိုက်လို့ရှိရင်ဒီရွေးကောက်ပွဲ မဲဆန္ဒနယ်တွေပေါ့နော်လုံခြုံရေးရမကျင်းပနိုင်တဲ့မဲဆန္ဒနယ်တွေဆိုပြီးတော့ထွက်လာတယ်အဲ့လိုထွက်လာတဲ့ခါမှာလဲအဲ့မဲဆန္ဒနယ်တွေကနောက်ဆုံးတိထားတဲ့လောက်ကတော့ဟိုပါပေါ့နော်တော်တော်ဒီ30ကျော်ကျော်ရှိတယ်ပေါ့နော်ဒီလိုမျိုးဟိုမဲစင်းတွေရွက်ောက်ပွဲမလုံလုံခြုံရေးအကြောင်းပြပြီးတော့မလုံနိုင်တဲ့နေရာတွေပေါ့နော်အဲ့လိုလဲတိထားတယ်ဆိုတော့တစ်ဖက်မှာလဲဒီမဲစင်းမဲပေးနိုင်တဲ့လူကလေးသားလောက်ရော့လာတယ်တစ်ဖက်မှာလဲမဲရွက်ောက်ပွဲမကျင်းပနိုင်တဲ့လုံခြုံရေးနယ်မြေတွေလုံခြုံရေးကရွက်ောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒတွေရှိလာအဲ့တော့ဒီဟာကိုပြန်ကြည့်လို့ရှိရင်ကျွန်တော်တို့ကဒီလွတ်တော်တစ်ခုလုံးက25ရာခိုင်နှုန်းကတက်ကသိမ်းထားပြီလားအဲ့တော့85ရာခိုင်နှုန်းကိုဒီ NL နဲ့တိုင်းသားတိုက်ခိုင်တွေကဝင်ပြန်ရတာပေါ့နော်အဲ့တော့ဒါပေမဲ့ constituency ပေါ့85ရာခိုင်နှုန်းမဲဆန္ဒတွေလည်းလျော့လာတယ်တစ်ဖက်မှာလည်းဒီ၄သားလောက်ကလည်းမဲပေးခွင့်မရဘူးဆိုတော့ အတိုက်ခံနေဘက်ကဟဲ့လား NLD တို့လိုအတိုက်ခံနေတိုင်းသားတွေဘက်ကအတိုက်ခံနေဘက်ကသူတို့ဒီလွတ်တော်မှာရနိုင်တဲ့သူတို့လွတ်တော်မှာလွတ်တော်ကိုယ်စားလှယ်ပိုးရှင်းပေါ့နော်တဖြည်းဖြည်းနဲ့ကြာလာတယ်ကြာလာတယ်ဆိုတဲ့သဘောကတော့ဟိုဒါ NLD အတိုက်ခံနေလွတ်တော်တွေကိုအလုံးကြီးမရအောင်လို့သူတို့ဘက်ကရွက်ချက်ရှိရှိနဲ့ဟိုဒါမဲစင်းတွေမှာလည်းမအောင်လုပ်တယ်နောက်ပြီးတော့ရွေးကောက်ပွဲဟိုလုံခြုံရေးအကြောင်းပြပြီးရွေးကောက်ပွဲမလုပ်တဲ့မဲဆန္ဒတွေလှုပ်လှထတ်တိုးလာတယ်ပေါ့ဒါဒါသူတို့တစိမ့်မတစိမ့်သူတို့လုံနေတာပေါ့နော်အဲရွေးကောက်ပွဲ နေ့မှာရောယူကောက်ပွဲပြီးတဲ့အချိန်မှာရောထပ်ပြီးတော့သူတို့ဘက်ကလုံနိုင်တဲ့ဟာတွေအများကြီးပေါ့နောက်ပြီးတော့ဥတည်ရအခုချိန်မှာလည်းသူဝေမခံဘူးဆိုတာသိသားတယ်ပေါ့နော်အဲ့တော့ယူကောက်ပွဲနေ့မှာလည်းသူဝင်ခံမှာမဟုတ်ဘူးယူကောက်ပွဲပြီးရင်လည်းသူဝင်ခံမှာမဟုတ်ဘူးဒါပေမဲ့သူပြောသွားတာတခုကတော့ဒီယူကောက်ပွဲပြီးရင်တော့သူနားယူမယ်ပေါ့နော်ဒါမျိုးတွေတော့သူပြောထားရရှိပါတယ်ဆိုလိုတဲ့သဘောကတော့ဥတည်ဒီယူကောက်ပွဲကော်မရှင် ဖြစ်တင်ဖြစ်ထိုက်တဲ့တမာတမတ်ကြတဲ့တမာတိရှိတဲ့ပုံကုမျိုးမဟုတ်ဘူးဒါဒီလိုကစစ်ဘူဟောင်းတက်ခိုင်ရဲ့အမတ်ဟောင်းဒီလိုလူမျိုးရုပ်ောက်ပွဲကော်မရှင်ဥက္ကဋ္ဌတင်ကလေးကငကူရဲကဒီပြဿနာတွေဖြစ်လာမယ်ဆိုတာအစကလေးကဟိုကျွန်တော်တို့မျှော်လင့်ထားပြီးသားပါဒါကတော့အခုလက်တွေ့ကြကြ မြင်ရတာပေါ့လေဟုတ်ကဲ့ခင်ဗျာအခုကျွန်တော်တို့ဒီပြည်ပရောက်တဲ့မဲတွေပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့ဂျပန်ပို့ရမယ့်မဲတွေအာအီဂျစ်ကိုရောက်တယ်အဲ့ဒီလိုပဲဟိုမဲအ ਨੇ ဆုံး၃ခုပေးရမယ့်နေရာမှာမဲလက်မှတ်မပြည့်စုံနှစ်ခုပဲပဲပါလာတဲ့နေရာတွေရှိတယ်တော်တော်များများဂျပန်တို့စင်ကာပူတို့တိုင်းတို့မှာအတန်တွေထွက်လာပါတယ်အဲ့ဒါနဲ့ပတ်သက်လို့တော့ကိုတီးရအနေနဲ့ပေါ့နော်တကယ်တမ်းဟိုပြည်ပမှာရောက်နေတဲ့ပမာမဲဆန္ဒရှင်တွေကအများကြီးပါနော်အဲ့ဒါတော့သူတို့ရဲ့မဲပေးခွင့်လည်းဆုံးချုံးတယ်လို့ဘလို့ဖြစ်လို့ဒီလောက်မှားတာပြည်တွင်းမှာလည်းမှားခဲ့ပြီးပြီအခုပြည်ပမှာကျတော့လည်းတက်တက်ဆင်အောင်မလို့နောက်ဆုံးမဲလက်မှတ်တကူတော့မှပြည့်စုံ ံမှုမရှိဘူးအဲ့တော့ဆိုရင်ရွေးကောက်ပွဲအလုံးပါဝင်နိုင်ရေးဆိုတဲ့အပေါ်မှာဘလို့တက်ရောက်နိုင်လဲအဲ့ဒါလေးတစ်ချက်လောက်ပြည့်စွတ်ပြောပြပေါ့ငါမကိုတရားရေဆိုတော့ပြည်ပမှာစပေးရတဲ့နေတွေကအတန်တွေကိုစီကနေကိုထွက်လာတာပဲစင်ကာပူမှာပေးရတယ်ဆိုတော့တန်စီရတယ်မဲလက်မှတ်ကဟိုမျိုးသားအတွက်မရဘူးတိုင်းပြည်သားကြီးအတွက်မရဘူးဆိုတော့မျိုးတွေဖြစ်လာတယ်။နောက်ဂျပန်မှာဆိုလို့ရှိရင်လည်းဒါရွေကျက်ရှိရှိနဲ့မှားတဲ့အမှားလို့တောင်ပြောလို့ရတယ်။တောင်းကလာပြည်သူလွှတ်တော်ကိုယ်စားလှယ်အတွက်ကိုမဲလက်မှတ်တွေမပါလာဘူးဆိုတော့ဒါကသူတို့ ကျွန်တော်ထင်တယ်ဗျနိုင်ငံသားရောက်နေတဲ့မြန်မာတွေဒီရွေးကောက်ပွဲကိုအဲ့လောက်စိတ်ဝင်စားမယ်လို့သူတို့မတွက်ထားဘူးမတွက်ထားတဲ့အတွက်ကြောင့်ပြည်ပလူတွေတော့အဲ့လိုအုံနဲ့ဂျင်းနဲ့မဲပေးလိုက်မှမဟုတ်ဘူးလို့ဆိုပြီးတော့သူတို့ဟိုနည်းနည်းပြီးစလွယ်လှုပ်ပြီးတော့မှစရင်းတွေရတယ်ပို့လိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးလေးနဲ့လှုပ်လိုက်တဲ့အချိန်မှာမထင်မှတ်ဖက်နဲ့အဆိုင်ကိုအထိုးခံလိုက်ရသူပြည်ပလူတွေအုံဆိုမဲပေးဖို့အကုန်လုံးလာရတဲ့အခါကျတော့ သူတို့ပြူးပြပြာကြီးဖြစ်ကုန်တာအဲ့တော့မှသူတို့ပြည်စုံလေလှုပ်ထားတဲ့ဟာတွေပြည်စက်လက်ခတ်လှုပ်ထားတဲ့ဟာတွေကပေါ်ကုန်တယ်မဲလက်မှတ်တွေမပါဝတာနောက်ထိုင်းမှာဆိုဘယ်လောက်ဆိုလဲဆိုတញင်တမျိုးနယ်လုံးမေ့ကြံခဲ့တယ်ဆိုတော့ဒါကလေးကစားနေတာမဟုတ်ဘူးမေမဲလက်မှတ်တွေမေ့ကြံနေအကြောင်းလည်းမရှိဘူးနောက်မဲရုံလက်မှတ်မပါလို့ဆိုတာမျိုးတွေဆိုတော့အရန်အရေးကြီးတဲ့နိုင်ငံတစ်ခုအတွက်ကိုအပြောင်းလဲလုပ်နေတဲ့ချိန်မှာမေ့ကြံလို့တို့ဟိုမှားသွားလို့တို့ဆိုပြီးနောက်ပြီးတော့ဒီရုပ်ောက်ဘွဲကော်မရှင်ရဲ့ညွှန်ကြားမှုတစ်ယောက်ပြောထားတာ ဒီနိုင်ငံခွဲမရလို့တဲ့လိမ့်စာရှာမရလို့တို့ကကုတ်တွေထည့်ထားတာလမ်းနဲ့အိမ်နံပါတ်ပဲပါတယ်နိုင်ငံမထည့်ထားတော့ကျွန်တော်တို့ကမသိဘူးရဆိုတော့ကျွန်တော်တို့ရိုးရိုးလေးတွေးကြည့်ရအောင်ဗျာဒီစင်ကာပူတန်ယုံကနေပို့လိုက်တဲ့မဲစင်းရင်းကရေတွက်ဘလောက်ရှိပါလဲဆိုရင်အဲ့ဒီစင်ရင်းတိုင်းမှာပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်တိုင်းနိုင်ငံကြီးလွတ်တော်အတွက်ကိုမဲလက်မှတ်တွေပြန်ပို့ပေးလိုက်ရုံပဲမလားကျွန်တော်အိမ်နိုင်ငံရောက်မဲလက်မှတ်တွေပေးတာမှမဟုတ်တာအဲ့တော့နိုင်ငံရှာမရဘူးဆိုတာဟိုကုတ်နံပါတ်ဘလောက်ပဲထည့်ထားထည့်ထားစင်ကာပူတန်ယုံကနေဒီစင်ရင်းပို့ရတယ်ဆိုဒီစင်ရင်းတိုင်းပြန်ပို့ပေါ့ အဲပြန်ပို့တော့မှသာဟိုဘက်ကလူကမဲပေးလို့မရဘူးဆိုလို့ရှိရင်ဒါတန်ယုံရဲ့ချွင်းချက်အခုကသူတို့ဒီဘက်ကပို့လိုက်တဲ့မဲလက်မှတ်ကိုအစုံစုံလင်းလင်းမပါဝါတာကြတော့ဒါ Yoga Web Commission ရဲ့တော်တော်ချွင်းရင်းချက်ကြီးဖြစ်သွားတယ်အဲ့မှာတင်သူတို့ဟိုဒီဘက်ရောက်မြန်မာတွေကြိုတင်မဲပေးရတဲ့အချိန်မှာ Yoga Web Commission ရဲ့အချက်ကတော်တော်ကွဲသွားတယ်လို့ကျွန်တော်တို့ယူဆရတယ်ဗျ ဟုတ်ကဲ့အခုကျွန်တော်တို့ဒီ21ရက်နေ့ကမြန်မာနိုင်ငံကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟိုနမ်ဘီယာနေပြီးတော့စာတမ်းတစ်စောင်တင်ပါတယ်အဲ့တက်မှာတော့အစွန်ရောက်မျိုးသားရေးဝါဒတွေကမြန်မာရွေးကောက်ပွဲအပေါ်ထိခိုက်နိုင်တယ်ဆိုတော့အားကိုသေသေချာချာ highlight လုပ်လာတယ်အပိုက်၃ပိုက်ပါပါတယ်ပထမဆုံးအပိုက်မှာပါတယ်အဲ့တော့ဒီအရာတွေကကျွန်တော်တို့ဟိုမျိုးသားရေးတို့ဘာသာရေးတို့နဲ့ရွေးကောက်ပွဲပေါ်တာဝန်မှုတွေရှိနေတယ်ပေါ့နော်နိုင်ငံတကာလည်းစိုးရိမ်မှုတွေရှိတယ်အရင်တန်ယုံချေရုံကလည်းလုပ်ခဲ့တယ်အဲ့ဒါနဲ့ပတ်သက်လို့တကယ် ground ထဲမှာဘလို့တွေဖြစ်ပြနေလဲဥပဒေရတော့ခွင့်မပြုဘူးမယ်ဘလို့လှုပ်ရှားမှုတွေရှိတယ်ဆိုတော့ကိုသားလုံး test လောက်ပြဆိုပြီးပြောပြ ူပေါ့ခင်ဗျာဆိုတော့အဲ့ဒီအဲ့ဒီဟာနဲ့ပြောမယ်ဆိုလို့ရှိရင်ဟိုတနည်းကမန္တလေးကျုံးရှိမှာဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကိုဟလာတိတ်ချတိုက်တိုက်ရွယ်ချက်ရှိရှိတိုက်ခိုက်ထားတဲ့ပိုစတာတွေကတ်တယ်နောက်ပြီးတော့ဒီဒေါအောင်ဆန်းစုကြည်ကိုမဲမပေးဘူးဟလာဟိုဟိုစာရွက်တွေဝေတဲ့ဟာတွေကိုဒါဟိုတန်ဃာတော်တွေပေါ့နော်တန်ဃာတော်တွေဖုန်ကြီးဘက်ကနေပြီးတော့လှုပ်လာတာရှိတယ်ဆိုတော့ဒါကလည်းတော်တော်ပြဿနာတစ်ခုပါပဲအဲ့တော့ဟိုတနည်းကဒီအမေရိကန်ကလည်းဒီဒီအစွန်းရောက်ဟလာဒီဘာသာရေး ဟိုမူဝါဒတွေကဒါယူကပွဲပေါ်မှာတော်တော်ကြီးကိုတက်ရောက်မှုရှိပါတယ်အဲ့ဒါကြောင့်မလို့ဒီဒီဒီဟာတွေဆက်လုပ်မယ်ဆိုလို့ရှိရင်ယူကပွဲရဲ့ free and fair ဖြစ်ဖို့ဟိုတော်တော်ကြီးကိုတက်ရောက်မှုကြည့်မှာပေါ့နော်သူ free and fair မဖြစ်နိုင်လို့မို့ဒီလိုမျိုးဟာတွေကိုခွင့်ပြုထားရဆိုအခုချိန်ကြီးကိုအာဟိုယူကပွဲကော်မရှင်ကနေပြီး NL ဘက်ကတိုင်ထားတဲ့ သူစုပေါင်းရှိတာတော့90ကျော်ပေါ့နော်ဒါပေမဲ့တရားဝင်တိုင်ထားတာတော့80လောက်ရှိပြီလို့သိရပါတယ်အဲ့တော့အဲ့ဒီဟာတွေကိုလည်းသူတို့ဘက်ကဘာမှဟိုအရင်မရှိသေးဘူးဒါနဲ့ပတ်သက်ပြီးတော့လည်းဒေါအောင်ဆန်းစုကြည်ကတာချီလေးအော်တိုဘတ်20ရက်နေ့တာချီလေးပွဲမှာသူတို့အနေနဲ့ဥပဒေချိုးဖောက်ပြီးတော့မဲဆွယ်စည်းရုံးတာတွေကို သူတို့မလုပ်ဘူးသူတို့က NL ကတော့ဟိုဒီဥပဒေတိုင်းလိုက်နာတယ်ပေါ့ဒါပေမဲ့ဥပဒေချိုးဖောက်ပြီးတော့မဲဆွဲတဲ့ဟာတွေမှန်သမျှကိုသူတို့တိုင်ကြားတယ်ဒါပေမဲ့ UC ဘက်ကနေပြီးတော့ပြောင်းသွင်းရေးကော့ဘက်ကော်မရှင်ဘက်ကနေပြီးတော့အရေးယူတာတွေမရှိသေးဘူးဆိုတာကိုတော်တော်ဆန်းစစ်ကြီးကနေပြီးတော့ဒါ highlight လုပ်ပြီးတော့ပြောသွားရလဲရှိပါတယ်ဆိုတော့အခါကျတော့ဒီဘာသာရေးအစိုးရမှုကအခုချိန်ထိဒါယူကော့ဘက်ကျင်းပဖို့15ရက်ပဲလိုတော့တဲ့ချိန်ထိယူကော့ဘက်ကော်မရှင်ဘက်ကနေပြီးတော့တစုံတရာကြေညာချက်ထုတ်တာမျိုးအစိုးရအနေနဲ့တခုခုပြောတာမျိုးတော့သူတို့ဘာမှမလုပ်သေးဘူးဗောလေဒါ ါလည်းဟိုရုပ်ကပွဲ free and fair ဖြစ်မှု ဟိုအတွက်ကောဒါဥတည်ရဲ့အခန်းကဏ္ဍကိုကျွန်တော်တို့မေးခွန်းထုတ်ရမှာပါဒီဟာနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ခင်ဗျာအဲ့တော့ကိုတရားလည်းမေးချင်တာအားလုံးမောင်းကျွန်တော်တို့ UEC ကိုတိုင်ရတဲ့အမှုပေါင်း80ကျော်ရှိပါတယ်များသောအားဖြင့်ကိုဒီလက်ရောက်မှုတွေရောနောက်တစ်ခုကတော့ဒီဥပဒေမဲ့ဟိုအသေးဖြတ်မှုတွေရောအဆုံးပါပါတယ်ဗောနော်အဲ့တော့ရွေးကောက်ဘက်ကော်မရှင်ကပြောထားတဲ့ကျွန်တော်တို့ကင်တွေပြင်ရှင်းပါမယ်ဒေါ်စန်းစုကြည်လည်းကွန်မန့်ပေးလာပါတယ်ခုတည်းတတိယကိုဘာမှမလုပ်ဘူးသေးဘူးဗောနော်အဲ့တော့ကော်မရှင်ဘောမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့မတရားမှုတွေတိုင်ကြားမှုပေါ်မကင်တွေတာနဲ့ပတ်သက်လို့ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲကင်တွေမယ်လို့ထင်လားဆိုတော့ ိုဒီကတစ်ချက်လောက်သုံးသပ်ပေးပါဦးခင်ဗျာ။ဂိုင်းတွင်မယ်လို့ကိုထင်လားဆိုတာနေစပြောရရင်တော့သူတို့ဂိုင်းတော့ဂိုင်းတွင်ပါတယ်။ဘာလို့ဒီပြည်ခိုင်မျိုးနဲ့ပတ်သက်လို့တခုခုထိခိုက်သွားတယ်ဆိုလို့ရှိရင်အဲ့လိုချက်ချင်းဒီအချုပ်တဲထည့်ပြတာမျိုးတွေဟိုချက်ချင်းကိုလှုပ်လိုက်တာမျိုးတွေနဲ့တော့ရှိတယ်။ဒါကျွန်တော်တို့ဒီပါတီကြီးနှစ်ခုပေါ့နော်။ဒီပြည်ခိုင်မျိုးရဲ့ဒီချုပ်ရဲ့နှစ်ခုမှာကျွန်တော်တို့ပြင်းထန်ပြန်ဆိုင်မှုလည်းပြင်းထန်တယ်ထိတ်တိုက်လည်းတွေ့နေကြတယ်မှာပြဿနာတွေလည်းခဏခဏဖြစ်ကြတယ်ဖြစ်တိုက်တိုင်းလည်းဒီ NLD တခုခုထိခိုက်လိုက်တိုင်း ရွေးကောက်ဘုတ်ကော်မရှင်ကိုတော့တိုင်တယ်ဒါပေမဲ့ရွေးကောက်ဘုတ်ကော်မရှင်ကမတန်းနေနေတော့လကောက်တစ်ခုတော့လကောက်ယူထားတယ်ဒါပေမဲ့ဘာမှဆက်ပြီးတော့မလုပ်ဘူးပြည်ခိုင်ပြိုးရင်နှန်းကိုနှောက်ရက်တဲ့လူချက်ချင်းရဲဖန်သွားတယ်ပြည်ခိုင်ပြိုးရင်နှန်းကိုသွားပြီးတော့တားတဲ့လူချက်ချင်းဖန်ခံရတာမျိုးတွေဆိုတာမျိုးကြတော့ခဏခဏရှိနေတဲ့ခါကျတော့ဘာကြောင့်လဲဟိုကိုသာလုံပြောခဲ့တယ်လို့ဥတင်ရေးသည်တရားဟုကိုယ်စားလှယ်ဟောင်းဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ပါတီဟောင်းကိုတန်ရုံးစင်မကုံသေးတဲ့ရိတ်ရောင်နေနဲ့ဒီပြည်ခိုင်ပြိုးကိုကာဖန်ပေးနေသေးတာလား ဆိုတာကိုတော့စဉ်းစားစရာဖြစ်နေပါတယ်လောလောလတ်လတ်အခြေအနေတွေကတော့ဒီဒီရုပ်ကကင်တိုင်ထားတဲ့အမှုတွေကိုရုပ်ကဝဲကော်မရှင်ကစင့်ခေါ်တာမျိုးတခုခုအရှင်ယူလိုက်တာမျိုးတော့မရှိသေးပါဘူးမတွေ့သေးပါဘူးဗျ ုတ်ကဲ့အခုနောက်ဆုံးနေနေပေါ့နော်အခုလိုတိုင်ကြားမှုတွေကိုတကယ်လို့မကင်တယ်မှုပုံမှာပေါ့ဘယ်လိုတွေမျိုးမျိုးောက်ပွဲရဲ့လွတ်လပ်တရားမျှတမှုပုံမှာဘယ်လိုတက်ရောက်မှုရှိလဲဆိုတော့ကိုတားလုံးသုံးသပ်ပေးပါဦးခင်ဗျာဆိုတော့တရားတော့တည်ကြတယ်လေဒါရီမတိုင်ဒါရီတိုင်နာတာရေးရင်းမြူရင်တော့ဒါလျော့ပွဲကလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးအဲ့တော့အခုလက်ရှိအခြေအနေအားလုံးကိုကြည့်လိုက်လို့ရှိရင်ဥတေရရွေးကောက်ကော်မရှင်အဖြစ် မဖြစ်ထိုက်တော့ဘူး तू နှုတ်ထွက်ဖို့တင့်နေပြီပေါ့နော် तू ရှက်တက်လို့ရှိရင် तू อ่ะ तू အများဆုံး तू နှုတ်ထွက်တင့်နေပေါ့နောက်တစ်ခုကဥတည်အေးဒီ तू လုံနေတဲ့ဟာတွေကဥပဒေနဲ့ညှိနေတယ်ဥပမာဆိုလို့ရှိရင်ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်းဆက်3ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနဲ့ပြစ်ဒဏ်များမှာရည်ထားတာကတော့လူတွေရဲ့ဒါပေါ့နော် ပုဂ္ဂိုလ်တစ်ခုရဲ့ဆန္ဒမဲပေးပိုင်မှုကိုဟိုဆန္ဒပဲပေးပိုင်မှုမရှိအောင်လုပ်တာဆိုလို့ရှိရင်ပုံမှန်58ရ ဒါထောင်နဲ့တစ်နှစ်သို့မဟုတ် တသိန်းထက်ပူတဲ့ငွေဒဏ်ချမှတ်နိုင်လို့ပြဋ္ဌာန်းထားတယ်။အဲ့တော့ဥတည်ရေးဒီအဲ့ဒီပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥတည်အခန်း73ပုံမှန်58ညိနေတယ်။အဲ့တော့သူကသူနှုတ်ထွက်မနှုတ်ထွက်လို့ရှင်လို့ရှင်ဒီပါတီတွေဘက်ကနေပြီးတော့ဥပဒေရသူတို့ဒါဟိုအရေးယူတာမျိုးတွေဟဲ့လားတိုင်ကြားတာမျိုးတွေရှိလာနိုင်ပါတယ်။ဟုတ်ကဲ့ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။